မင်္ဂလာပါရှင်ဖန်ဟန်းနေအပြင်နောက်ဆုံးချက်တီဆောင်ဖရာကိုဝင်ပြီးတော့ဖူးမြော့ခဲ့ပါတယ်တရင်ကျော်လာပြင်းနေဖြစ်တဲ့အတွက်ဖရာကအယံမဲလူစီကားပါတယ်ဖះရဲ့ပြောင်းဝင်အတွင်းထဲမှာဆိုလို့ရှိရင်တော့ထူးဆန်းအံ့ဩဖို့ကောင်းတဲ့အရာတွေကို ပြတ်တက်ပြီးသွားမှာပဲဖြစ်ပါလိမ့်ရှင်။လွန်ခဲ့တဲ့10နှစ်ကတတိဆောင်ဖះကိုတစ်ခေါက်ရောက်ခဲ့ဘူးပါတယ်။ အခုတခါပြန်ရောက်တဲ့အခါမှာတော့အိုက်တုံးကနေလုံးဝမတူဘဲနဲ့အများကြီးပဲတိုးတက်ပြောင်းလဲလာပါတယ်။အရင်လဲစီကားတိုက်မြိုက်ပြီးတော့အာပို့ပြီးတော့ပေါ့နော်လှလဲလှလာတယ်။ပြီးရခါကြတော့လေအဲအိုက်တုံးကမရှိတဲ့အရာတွေအကုန်လုံးလဲအခုဒီမှာအများကြီးပဲဖြစ်နေပြီပေါ့နော်အဓိကတော့ ဒီဖျားတွင်းထဲမှာရှိတဲ့ဖျားလေးအကုန်လုံးကခဝင်ကြောက်နဲ့ပြုတ်လောက်ထားတာဖြစ်တဲ့အတွက်အရန်ကိုပဲစိတ်ဝင်စားဖို့ကောင်းပါရဲ့ရှင်အဲ့ဒီတော့ကဖះမှာဘလူးရုပ်နဲ့ငကားရုပ်ပဲရှိပါသေးတယ်။ဖះဘူးကလည်းလာရောက်တာနေတဲ့အတွက်အဲ့တော့ကဖះဘူးခဲ့ရပါတော့စိတ်ထဲမှာနည်းနည်းကြောက်စိတ်တော့ဖြစ်မိခဲ့ပါတယ်ရှင်။ အခုဒီမှာဆိုလို့ရှိရင်တော့ခဝန်ကြောင့်နဲ့တကယ်ကိုဒူးတယ်ခိုင်ခိုင်ခန့်ခန့်နဲ့အကြီးကြီးကြီးပဲမို့လို့ပေါ့နော်အရင်ကိုလက်ရလည်းအရင်မြောက်ပါတယ်အဲအခုဒါလေးရဆိုလို့ရှိရင်တော့ပေါ့နော်ခဝန်နဲ့ပြုတ်လောက်ထားတယ်တုတ်တုတ်ကလေးပဲဖြစ်ပါတယ်အရင်ချက်ဖို့ကောင်းပါရဲ့ရှင်ဒါလေးရကြတော့ဂျက်ကားလေးပေါ့နော်ဒလုံးဝကိုအသေးစိတ်ပေါ့နော်လုံးဝကိုအနူးစိတ်ကိုမထူထားပါပေါ့နော် ကိုရီသွားတဲ့ချိန်ကညနေဆောင်လေးဖြစ်တဲ့အတွက်လုံးဝကိုမပေါ့နော်လှပြီးတော့လူတွေကလည်းအရန်စီပြီးတော့တော်တော်လေးကိုမဖះကပေါ့နော်အဲတပ်ပင်ပေါ့နော် အဲအခုဒီချက်ကားလေးဆိုလို့ရှိရင်သူကကားနံပါတ်၄ပါထည့်ထားသေးတယ်ဒီမှာပေါ့နော်အရန်ချစ်စရာကောင်းတယ်ကားပုံစံလေးတွေမှာကလေးလေးလေးဆိုအရန်သဘောကျတယ်ဓာတ်ပုံတွေရိုက်ကြတယ်ပေါ့နော်ဒီနေရာလေးကိုအဲဒါဆိုလို့ရှိရင်တော့ပေါ့နော်အမ်ဒါကြက်ဖပြောလို့ရှိရင်မြင်းပြန်ပေါ့နော်အဲ့လိုခဝင်နဲ့လှုပ်ထားတဲ့အကောင်လေးဆိုတာလေးအများကြီးအများကြီးပါပဲရှင်အာအခုလာတဲ့အခါမှာပေါ့နော်တော်တော်လေးကိုထိုးစမ်းပြီးတော့အံ့ဩနေခဲ့တာပေါ့နော်အဲ့လောက်ထိအများကြီးတိုးတက်ပြောင်းလဲသွားတာကိုကြည့်ပြီးတော့ ော့လေဒါကတော့ဆရာတော်ဘုရားကြီးရဲ့ပုံမှာ ဒီဖျားဝင်းထဲမှာလေးဆရာတော်ဖျားကြီးရဲ့ပုံလေးတော်တော်များများထူထားရရှင်အခုဒီမှာဆိုလို့ရှိရင်ကြားပုံစံပေါ့နော်အဲ့ဒီမှာကလေးထူးဆန်းတာကအကောင်တစ်ကောင်ချင်းစီတစ်ကောင်ချင်းစီရဲ့မျက်လုံးတွေကအရန်ကိုထူးဆန်းပါတယ်သူတို့မျက်လုံးလေးတွေကလေတကယ်အစ်စ်လိုမျိုးပဲအသက်ဝင်နေရှင်ဒီမှာဆိုလို့ရှိရင်လေဒါဆင်ရဲ့ခေါင်းသုံးလုံးဆင်ပေါ့နော်ဟိုဘက်တစ်ဖက်ကိုတော့မရိုက်လိုက်မိတော့နှလုံးမမြင်ရတယ်ဒါဆိုလို့ရှိရင်နှာခါးနဲ့ပေါ့နော်လျှောင်းတော်မူအဖျားရဲ့ပုံတော်လေးပါ အရန်ကိုအသက်ဝင်ပါတယ်เนาะဒါလူအများကြီးရှိနေတဲ့ချိန်မို့လို့ပါအဲဖျားဖို့နေတဲ့ချိန်ဆိုရင်တော့တော်တော်လေးတော့စသိန်းထားဖို့ကောင်းပါတယ် ဒီပုံလေးဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုဒိဗယ်နဲ့ထူးလောက်ထားလဲတော့မပြောတတ်ဘူးကြီးရတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အခုဒီမှာဆိုလို့ရှိရင်လဲစာလေးတွေပါတယ်ပေါ့နော်အရန်ကိုအဒိဗယ်ရှိပါတယ်အာဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါသူ့ရဲ့တခုချင်းစီမှာအဒိဗယ်အဒိဗယ်ရှိရပေါ့နော်ကိုယ်မှလည်းဒီဖျောက်ဖို့တဲ့အချိန်မှာအတွေ့အလဲအများကြီးတွေးမိတယ်စိတ်ဝင်စားမှုအများကြီးဖြစ်တဲ့အတွက်ကိုလည်းအရန်မဲ့ရာဇဝင်မျိုးသိချင်မိတယ်ပေါ့နော်အခုဒီဘက်မှာဆိုလို့ရှိရင်လဲ ယ်ဒီမှာစာရင်းလေးတွေထိုးရတယ်ပေါ့ကိုစိတ်ထဲမှာလေဒီလိုလာတာဘလိုတွေပတ်သက်ဆက်နွယ်ပြီးတော့ပေါ့နော်ရာဇဝင်နေရှိလဲဆိုတော့လည်းအရင်ပဲသိချင်မိပါတယ်ရှင်ဒီဖះရဲ့အတွင်ထဲမှာဆိုလို့ရှိရင်လည်းပေါ့နော်အရန်ထိုးဆက်နေရှင်သူကဒီသေးကိုဝင်ပြီးတော့ဖူးလို့ရတယ်ဒါပေမဲ့ဓာတ်ပုံရိုက်ခွင့်မရှိဘူးပေါ့နော်ဒါကြောင့်အแทးကိုတော့မြက်ခဲ့ရပါဘူး ဒီဖျားရဲဝင်လို့ရှိရင်ညာဘက်မှာဆိုလို့ရှိရင်တော့တိုက်ဆက်ပုံစံတွေရှိရပါတော့အနွယ်တော်ဝင်တွေပုံစံမျိုးရှိတယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ဝိဆာတို့ဇော်ကြီးတို့ထွက်ရောက်ပေါက်ပုတ်ကိုပုံစံမျိုးတွေရှိရပါတော့နောက်ပြီးအဲ့ထဲမှာလေးကြောက်ပြင်အကြီးကြီးပဲရှိရဲ့အဒိဋ္ဌံတဲ့သူတွေအဒိဋ္ဌံအောင်တဲ့သူတွေကဒီကြောက်ပြင်မှာတဏှခါသွေပြီးတော့လိမ့်ကြတယ်လို့လည်းသိရပါတယ်ရှင်ဒါလီကတော့သုဝနာဘုံမီစက်တိရေဆောင်ပဲဖြစ်ပါတယ်အထဲမှာ ဖရာအယမ်းကိုတပ်ပယ်ပါတယ်အယမ်းကိုကြီးကျယ်ခံလာပြီးတော့ဝင်လိုက်ပြီဆိုတာ ਨੇ ပဲပေါ့နော်ဒီအထဲမှာအကျယ်ကြီးမှာအကျယ်ကြီးပဲအဆောက်အုံကြီးကလေဒီမှာမိရင်နဲ့ထိန်လင်းပြီးတော့အယမ်းကိုလှပပြီးတော့တပ်ပယ်ပါတယ်ဖရာဘူးတွေလည်းအများကြီးပဲရှိရပေါ့နော်တော်တော်လေးကိုပေါ့နော်ဒါအခုနောက်ပိုင်းမှာဆောက်လိုက်တယ်ဖရာပါ ဒီလိုစစ်သူကြီးပုံနေလဲရှိပါသေးရဲ့ရှင်တကယ်လို့မြန်မွန်ပြည်နယ်ကရင်ပြည်နယ်ဝင်မြန်အလဲရောက်ခဲ့လို့ရှိရင်အဲဒီကြိုက်သေးဆောင်ဖျားကိုဝင်ရောက်ဖူးမြော်ဖို့အတွက်တိုက်တွန်းပြစီရှင်ဒါကတော့ကြိုက်သီးဆောင်ဆရာတော်ဖျားကြီးရဲ့ထာဝရတည်င်းတုံးတဲ့ចောင်းဆောင်ပဲဖြစ်ပါတယ်။ ဒီထဲမှာပေါ့နော်ဆရာတော်ဖျားရဲ့ယုတ်ကလပ်ကိုပူဇော်ခံထားပါတယ်ဆရာတော်ဖျားရဲ့ယုတ်ကလပ်ကိုအနီးကပ်ဖူးမြော်ခွင့်ရခဲ့ပါတယ်ရှင်ဒါကဆရာတော်ဖျားကြီးကစိတ်အစိမ်းနာမှုပဲနဲ့တော့အတိုင်းကြောက်ဖြစ်နေတာပဲဖြစ်ပါတယ်ဒီမှာဆောင်နေတဲ့ဖုံဖုံကိုပေါ့နော်ဗီဒီယိုရိုက်ခွင့်လေးတောင်းပြီးတော့အာတင်ထားတာပဲဖြစ်ပါရဲ့ရှင် ဒီဆရာတော်ဘုရားကြီးရဲ့ဩဝါဒတွေကိုဒါဒီဘုန်းဘုန်းကရှင်းပြပေးနေတာပေါ့เนาะဆရာတော်ရဲ့ဩဝါဒကသေလဲရှင်ရှင်လဲရှင်သာသနာ၅တောင်မှာဆောက်ရှောက်မယ်ဆောက်ရှောက်ခွင့်ရနေလို့လဲတိုးတက်စီရင်ပြန်ပွားနေတယ်လို့အခုစက္ကန့်နဲ့ဆရာတော်ဒီကိုယ်တိုင်ကလည်းယုံကြည်ရေပေါ့เนาะအခုဒီမှာဆိုလို့ရှိရင်လဲဌာနချုပ်ကြီး69နေရရှိရယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်း အားလုံးကလည်းသူ့ညာနဲ့သူ့ဘောနောတိုးတက်နေရဆိုတာကလက်တွေ့ပဲဆိုတာကိုရှင်းပြပေးနေတာပါဖုံးဝေးနာမှာရှိရဲ့ဖလားရဲချိုချင်နေရဖျားဘူးတွေကိုဘောနောအန်ဒီကင်းအောင်ပြန်ပြီးတော့ဝင်နေတာပါအဲချိုချင်နေအများကြီးရရခဲ့ပါတယ်ဖုံးဖုံးယူလဲလူခဲ့ပေါ့နော် ဒါကတော့ကျေးဇူးရှင်ကြိုက်တီဆောင်ဆရာတော်ဖျားကြီးရဲ့ပုံတော်တွေပဲဖြစ်ပါတယ်။တရှိချင်ရှားရှိတော်ဟာတရားဟောတဲ့ပုံတွေဒါပြည့်လုံးတော်မူတဲ့ခါမှာပေါ့နော်အသိစိတ်ရထားတဲ့ပုံတွေကို ပြရခန်းထဲမှာထည့်ပြီးတော့အပူဇော်ခံထားတာပဲဖြစ်ပါတယ်။ဆရာတော်ဘုရားရဲ့ရုပ်ကလကိုအရင်ဆုံးကတော့ဒီမှာထားတာမဟုတ်ပေါ့နော်။အာဒီမှာအပူဇော်ခံမယ်ဆိုပြီးတော့မှဒီကျောင်းဆောင်ကိုစောင့်ပြီးတော့မှဒါဆရာတော်ဘုရားရဲ့ရုပ်ကလကိုပေါ့နော်အပူဇော်ခံထားတာပဲဖြစ်ပါရဲ့ရှင်။ ဖျားဝင်းထဲမှာပေါ့နော်ဖျားပွဲစီလည်းကျင်ပနေပါတယ်ခလေးတွေကစားလို့ရတယ်ကစားခွင့်ရှိရဲ့အခုလိုမျိုးဂိမ်းတွေဆော့ရဲ့အဲနေရာလေးရှိရဲ့ပြီးရင်အယုတ်တွေရောင်းတဲ့အတန်းရှိရဲ့မူစီရန်ရှိရဲ့ပေါ့နော်အများကြီးပဲအစီကားတယ်ပေါ့နော်အဲ့တော့ပွဲစီတန်းလည်းရှောက်ခဲ့ပါတယ်မုတ်တွေအများကြီးလည်းစားခဲ့တယ်မုတ်တွေလည်းဝယ်ခဲ့တယ်ပေါ့နော်အဆုံးလေးကြည့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်